တခါတုန်းကမြို့တစ်မြို့ရဲ့အစုံသားမှာငှက်အုပ်စုတစ်စုရှိပါတယ်အဲ့ဒီငှက်အားလုံးထဲမှာကနှစ်တကောင်ရှိပါတယ်အဲ့ဒီငှက်ကပီဒီရွှေငှက်လို့ခေါ်ကြပြီးသူမကရွှေရောင်တောင်ပံတွေရှိပြီးနေရောင်အောက်မှာဆိုရင်တလက်လက်တောင့်နေတာပဲသူမရဲ့နာမည်ကကီဒီရွှေငှက်လို့လူတွေကခေါ်ကြပါရဲ့ရွှေငှက်မကတိတ်လာတယ်လို့တိတ်လဲမာနာကြီးတဲ့လူတယောက်ဖြစ်ပြီးသူမရဲ့အတန်ဟာလဲတာယာပေမဲ့သူမရဲ့နှလုံးသားကတော့အေးဆက်မှကြောနေပြီးဘာလို့လဲဆိုတော့သူမဟာငှက်တွေအားလုံးထဲမှာအတောင်ပံလှဆုံးဆိုပြီးမာနာတက်နေခဲ့လို့ပဲသူမဟာအခြားငှက်တွေနဲ့မပေါင်းသင့်တဲ့အပြင် သူတကောင်ပဲပြန်တန်းနေတတ်ပါတယ်သူမိတ်ဆွေအားလုံးနဲ့အတူမပြန်တန်းခဲ့ကြပါဘူးတနေ့တော့သူမရဲ့အမွေးတောင်တွေကိုရွှေရောင်ဖြစ်အောင်လုပ်ပေးခဲ့တဲ့မော်ပညာရှင်ကိုသူမကပြန်ပြီးစော်ကားခဲ့တယ်ဒါကြောင့်မော်ပညာရှင်ကဒေါသထွက်ပြီးနင်းရဲ့တောင်ပန်အလှဟာနင်းရဲ့နှလုံးသားနဲ့ထက်တူမလှမချင်းရွှေရောင်စစ်မဖြစ်စေရလို့ကြိမ်စာတိုက်လိုက်ခဲ့ပါတယ်အဲ့ဒီနေ့ကစားပြီးရွှေငက်မရဲ့တောင်ပန်တွေဟာတဖြည်းဖြည်းမင်းမိန်လာပြီးရိုးရိုးငက်မရဲ့တောင်ပန်လိုဖြစ်လာပါတယ်သူမဟာအရင်လိုမလှတော့ဘူးဆိုပြီးအတောင်ပန်တွေကိုရှက်လာတယ်အဲ့ဒါနဲ့သူမဟာအချားငက်တွေမမြင်ရအောင်တောနဲ့ထဲမှာပုံအောင်နေခဲ့တယ် သူမမအရင်လိုမာနစိတ်တွေမရှိတော့ပဲဝမ်းနည်းစိတ်တွေနဲ့သူကတကောင်မဲနေနေခဲ့ရပါတယ်တရက်တော့သူမပုန်းနေတဲ့တော့ရဲမှာမထင်မှတ်ပဲမိလောင်လာပါတယ်မိကရမ်းပြင်းတော့ဒေါ်ရေကငတ်တွေနဲ့တိရစ္ဆာန်လေးတွေဟာထွက်ပြေးဖို့ခက်ခဲနေကြပါတယ်ရွှေငက်မလဲအရင်တုန်းကလိုမာနစိတ်တွေမရှိတော့တာမို့အသက်ငယ်ငယ်ငက်ကလေးတွေနဲ့တိရစ္ဆာန်တွေကိုကူညီခဲ့တယ်အဲ့ဒီတုန်းကသူမဟာတောင်ပန်မလာတော့တာကိုလည်းမေ့နေခဲ့တယ်အသက်ငယ်ငယ်ငက်ကလေးတွေကိုတကောင်ပြီးတကောင်ကယ်ဆယ်ပြီးလုံခြုံတဲ့နေရာကိုလိုက်ပို့ပေးတယ်သူမရဲ့နှလုံးသားမှာမေတ္တာတရားတွေနဲ့စီးဆင်းလာပြီး အခြားသူတွေကိုကူညီရတာဟာပျော်စရာကောင်းတယ်ဆိုတာကိုသိလာခဲ့တဲ့နောက်ဆုံးမှာတော့နှစ်တွေအားလုံးလွတ်မြောက်သွားချိန်မှာတော့ရွှေနဲ့မဟာပင်ပန်းနှံ့နေခဲ့ပါတယ်။သူမရဲ့နှလုံးသားဟာလည်းလူချင်းတက်မတ်မှုတွေမရှိတော့ဘဲမေတ္တာတွေနဲ့ပဲပြည်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအန်းစရာတစ်ခုဖြစ်လာခဲ့တယ်။သူမရဲ့ရိုးရိုးတောင်ပန်တွေဟာတဖန်ပြန်ပြီးရွှေရောင်တောက်တွေဖြစ်ပြောင်းလဲလာခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူမရဲ့တောင်ပန်လဟာအရင်ထက်တောင်ပိုလာပြီးသူမရဲ့နှလုံးသားရဲ့အလတရားတွေကြောင့်ဖြစ်လာတာပါ။အဲ့ဒီနောက်ပိုင်းရွှေငက်မဟာအခြားငက်တွေနဲ့အတူပြန်တန်းခဲ့ကြတယ်။ရွှေငက်က ဒီငယ်အားလုံးကိုမြန်ပြီးပေါင်းတင်တယ်သူမဟာအလပဆုံးဖြစ်ုံသားမကစိတ်ထားဖြူစင်ဆုံးနဲ့စိတ်ထားလဆုံးငယ်မဖြစ်ပြောင်းရဲသွားခဲ့ပါတော့တယ်ဒီပုံပြင်လေးကကျွန်တော်တို့ကိုသင်ခန်းစာပေးခဲ့တာကအစ်စ်အမှန်လဟာအပြင်းပန်းမဟုတ်ပဲနှလုံးသားကလာတာပါစိတ်ထားဖြူစင်ဖို့ကအရေးကြီးပါတယ်ကိုယ့်ရဲ့ပဲလိုရဲ့ရှိရှိမာနမကြီးဖို့ကအရေးကြီးပါတယ်ပင်လယ်နဲ့ကြီးထဲမှာရေသူမလေး6ယောက်ရှိပါတယ်။အငယ်ဆုံးသမီးလေးကတော့အလဆုံးနဲ့အချစ်ဆုံးသမီးလေးလို့ခေါ်ကြပါတယ်။ သူကလူသားတွေရဲ့ကဘာကိုအယမ်းစိတ်ဝင်စားပြီးစူးစမ်းကျင်စိတ်ပြင်းပြနေပါဗါအသက်15နှစ်ပြည့်တဲ့အခါပင်လယ်ထက်ကိုတက်ခွင့်ရပါတော့တယ်ရေမျက်နှာပြင်ပေါ်ရောက်တဲ့အခါမုန်တိုင်းထဲမှာနစ်မြုပ်လိုနီးပါးဖြစ်နေတဲ့မင်းသားလေးကိုရေသူမလေးတွေးလိုက်ရပါတယ်ရေသူမလေးဟာသူ့အသက်ကိုကယ်ဆယ်လိုက်ပြီးကန်းခြေကိုပို့ပေးလိုက်ပါတယ်မင်းသားလေးကိုပထမဆုံးမြင်တွေ့လိုက်ရကြတဲ့ကရေသူမလေးဟာသူ့ကိုအယမ်းချစ်သွားခဲ့ပြီးလူသားကဘာမှာနေထိုင်ခြင်းစိတ်ပြင်းပြလာပါတော့တယ်သူ့ကိုအယမ်းချစ်သွားခဲ့ပြီးလူသားကဘာမှာနေထိုင်ခြင်းစိတ်ပြင်းပြလာပါတော့တယ် ဒါကြောင့်ရေသူမလေးဟာကြောက်စရာကောင်းတဲ့ပင်လယ်ဆုံးမကြီးစီကိုသွားပြီးအကူအညီတောင်းခံပါတဲ့ဆုံးမကြီးကရေသူမလေးရဲ့လှပတဲ့အတန်ကိုအဖိုးခအနေနဲ့တောင်းခံလိုက်ပါတယ်ပြီးတော့ရေသူမလေးဟာလူသားခြေထောက်တွေကိုရရှိသွားမှာဖြစ်ပေမဲ့လမ်းလျှောက်တိုင်းစူးတွေပေါ်ရှောက်နေရသလိုအယန္နာကျင်နေမှာဖြစ်ပါတယ်အချစ်စစ်ကိုရှာပြီးမင်းသားလေးစီကအနန်းကိုမရခဲ့ဘူးဆိုရင်ပင်လယ်ရေမြို့ဘဝကိုရောက်ရှိပြီးပျောက်ကွယ်သွားမှာဖြစ်တယ်လို့လည်းပြောပါတယ်ရေသူမလေးဟာဒီအခြေအနေကိုလက်ခံလိုက်ပါတယ်သူ့မှာအတန်မရှိတော့တာကြောင့် င်းသားလေးနဲ့တွေ့တဲ့အခါသူ့ကိုကယ်ခဲ့တဲ့သူဟာသူဖြစ်ကြောင်းပြောပြလို့မရတော့ပါဘူး။မင်းသားလေးကသူ့ကိုအယမ်းချစ်ခင်တော်လဲတခြားမင်းကလေးတယောက်ကိုသူ့ကိုကယ်တင်ခဲ့တဲ့သူဖြစ်အထင်မှားနေခဲ့ပါတယ်။နောက်ဆုံးတော့မင်းသားလေးဟာအဲ့ဒီအထင်မှားတဲ့မင်းကလေးနဲ့လက်ထပ်လိုက်ပါတယ်ဒီလိုနဲ့ရေသူမလေးရဲ့နှလုံးသားဟာလည်းကွဲကျေသွားပါတော့တယ်။အချိန်ကျလာပြီဖြစ်လို့ပင်လယ်ရေမြို့ဖြစ်တော့မဲ့အချိန်မှာသူ့ရဲ့အမတွေကရေသူမလေးကိုဓာတ်ချောင်းပေးခဲ့ပြီးမင်းသားလေးကိုတတ်ဖို့ပြောပါတယ်။ မင်းသားလေးရဲ့သွေးကရေသူမလေးကိုအမိပြန်ရစေပြီးပင်လယ်မှာအသက်ရှင်စေမှာဖြစ်ပါတယ်။ဒါပေမဲ့ရေသူမလေးဟာခြေရသူကိုမတည့်ရက်ပဲသူကိုယ်တိုင်ပဲပင်လယ်ထဲကိုခုန်ဆင်းလိုက်ပါတော့တယ်။ပင်လယ်ရေမြုပ်ဖြစ်မဲ့အစားရေသူမလေးဟာဝိညာဉ်တစ်ခုဖြစ်သွားပြီးကောင်းကင်ပေါ်မှာရှိတဲ့နတ်သမီးတွေရဲ့ကဘာကိုရောက်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းရေသူမလေးဟာလူသားတွေရဲ့ကောင်းမှုတွေကိုလှုပ်ဆောင်ပေးရပြီးအနှစ်၃ရာပြည့်ရဲ့အခါကောင်းကင်ပုံကိုရောက်သွားခဲ့ပါတယ်။ဒါကတော့လူသိများတဲ့ရေသူမပုံပြင်လေးရဲ့အဆုံးသက်ပဲဖြစ်ပါတယ်။ တခါတုန်းကပင်လယ်ကမ်းဆက်မှာတန်ဃာရယ်လေးတယောက်ရှိတယ်သူ့နာမည်ကအောင်နိုင်တဲ့အောင်နိုင်ဟာပင်လယ်ကိုအရန်ချစ်ပြီးနေတိုင်းလေးလေးနဲ့ငါးရှာထွက်လေးရှိတယ်တနေ့တော့သူ့ပင်လယ်ထဲမှာငါးမြနေတော့အမှတ်မထင်ပဲရေသူမလေးတယောက်ကိုတွေးလိုက်ရတယ်ရေသူမလေးရဲ့နမီကမင်းမျက်နှိုးတဲ့သူမရဲ့ဆပင်တွေဟာရွှေရောင်တောင်းပပြီးအမီကတော့မိုးပြရောင်တောက်ပနေတယ်မင်းမျက်နှိုးကလူတွေကိုကြောက်တဲ့အတွက်အောင်နိုင်ကိုမြင်တော့ရှောင်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့အောင်နိုင်ဟာသူ့ကိုမကြောက်အောင်နှွေးထွေးစွာပြုံးပြပြီးစကားပြောလိုက်ပါတယ် ဒီလိုနဲ့သူတို့နှစ်ယောက်ဟာခင်မယင်းနီးလာကြပြီးနေတိုင်းတွေ့ဆုံကြတဲ့အောင်နိုင်ကပင်လယ်ရဲ့အကြောင်းတွေကိုမင်းမျက်နှိုးကိုပြောပြတတ်လို့မင်းမျက်နှိုးကလည်းပင်လယ်အောက်ကလှပတဲ့ကဘာအကြောင်းတွေကိုအောင်နိုင်ကိုပြောပြခဲ့ပါတယ်။အောင်နိုင်ဟာပင်လယ်ပြင်မှာအလုလုရတာပို့ပြောလာပြီးမင်းမျက်နှိုးကလည်းပင်လယ်ပြင်ကိုပို့ချစ်လာခဲ့ပါတယ်။ဒါပေမဲ့ရေသူမလေးမင်းမျက်နှိုးနဲ့လူသားတက်ငါတယ်လေမျက်မှွန်တို့ရဲ့ချစ်ချင်းမြတ်တာဟာကံတရားရဲ့ဆန်းသက်ခြင်းကိုခံစားရပါတယ်။ တနေ့မှာတော့မုံနိုင်ကြီးတွေဖြစ်ပေါ်လာပြီးအောင်နိုင်ရဲ့လေဟာပျက်စီးသွားခဲ့ပြီးအောင်နိုင်လည်းရင်းနှီးတော့မဲ့အဖြစ်ကိုရောက်လာတဲ့အဲ့ဒီအချိန်မှာမင်းမျက်နှာဟာဒါကိုမြင်ပြီးတူမာရှိတဲ့စွမ်းအားတွေကိုတုံးပြီးအောင်တို့ကိုကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ် အောင်နိုင်ကိုရေမျက်နှာပြင်ပေါ်ဆွဲတင်ပြီးအသက်ရှူနိုင်အောင်ကြိုးစားခဲ့တဲ့ကန်းနာကိုရောက်တော့အောင်နိုင်ဟာသတိရလာပါတယ်အောင်နိုင်ဟာသူ့ကိုကူညီပေးတဲ့မင်းမျက်နှိုးကိုကျေးဇူးတင်ပေမဲ့မင်းမျက်နှိုးကအောင်နိုင်နဲ့အတူကမ်းပေါ်မှာဆိုရာကိုတိပါတယ်မင်းမျက်နှိုးကဒါကြောင့်သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်နှုတ်ဆက်ခွဲခွာရမယ့်အချိန်ကိုရောက်လာခဲ့တဲ့မင်းမျက်နှိုးကနှလုံးသားကွဲကြေစွာနဲ့ပင်လယ်ထဲကိုပြန်ဝင်သွားခဲ့တယ်ဒါပေမဲ့အောင်နိုင်ဟာမင်းမျက်နှိုးကိုမမေ့နိုင်ဘူးဒီလိုနဲ့သူဟာမင်းမျက်နှိုးနဲ့အတူရှိနိုင်ဖို့နီလန်တစ်ခုကိုရှာဖွေခဲ့တယ် နောက်ဆုံးတော့အောင်းနိုင်ဟာပင်လယ်ထဲမှာနေနိုင်အောင်သူ့ကိုယ်သူပင်လယ်ထဲမှာဘလို့နေရမလဲဆိုတာလေးလာပြီးပင်လယ်ထဲကိုဆင်းသွားခဲ့တဲ့မင်းမျက်နှိုးနဲ့အောင်းနိုင်တို့ဟာပင်လယ်အောက်မှာပြန်လဲဆုံစီးခဲ့ပြီးသူတို့နှစ်ယောက်အတူတကွပျော်ရှင်းစွာနေသွားခဲ့ပါတော့တယ်။တခါတုန်းကတောအုပ်ကြီးထဲမှာခញ្ញားထွက်ကြိုင်းတဲ့အရာဆိုတဲ့စင်ကြီးတကောင်ရှိပါတယ်။စင်ကြီးဟာသူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ခွန်အားကိုအယံပဲဂုံယူတဲ့တောထဲကတခြားတတ္တဝါတွေကိုအနိုင်ကျင့်တတ်တဲ့အမြဲလိုလိုသူ့ကိုယ်သူအကောင်းဆုံးအကြီးမြတ်ဆုံးလို့ထင်နေသူပါ။ ီတော့ထဲမှာပဲပယက်စိတ်လေးတွေနဲ့အတူနေပါတယ်ပယက်စိတ်နဲ့သူ့အုပ်စုဟာစူပေါင်းလောက်ကင်တက်ကြပြီးအမေကျိုးစားပန်းစားအလုံးလုံးနေတက်တဲ့အလွန်ကျိုးစားတဲ့အကောင့်လေးတွေပါသူတို့ဟာစီလုံးပြီးဘယ်ရာကိုမှအားမလျှော့တက်ကြဘူးတနေ့မှစင်ကြီးဟာရေကန်နားမှာရေပက်ကစားရင်းနဲ့မြေပြင်ပေါ်ကပယက်စိတ်အုပ်စုကိုစင်ကြီးကရေကစားနေတာကိုတွေ့လိုက်ပါတယ်ပယက်စိတ်တွေကသတိထားမိသွားတယ်ပယက်စိတ်တွေဟာစပားစိတ်လေးတွေကိုဝိုင်းပြီးတေပိုးနေတဲ့အချိန်မှာစင်ကြီးကတာကိုမြင်တော့သူတို့ကိုလောင်ပြောင်းနေပါတယ် ကြည်စမ်းပါဦးဒီပူရစိတ်တွေကဘာလုံးနေကြတာလဲဆိုပြီးလောင်းပြောင်းနေပါတယ်စင်ကြီးဟာမိုင်းမိုင်းမဲမဲအော်ရီပြီးတူးရဲ့နှက်ခေါင်တွေကရေတွေကိုအားရပါရဆွဲယူလိုက်ပြီးပရစိတ်တွေစီကိုပတ်လိုက်ပါတယ်ရုတ်တရက်ရေတွေကြောင့်ပရစိတ်တွေရဲ့အစားအစာတွေလည်းပျက်စီးကုန်တယ်သူတို့လည်းလွင့်စင်ကုန်ကြတဲ့ပူရစိတ်တွေဟာဒေါသထွက်ပြီးရေအိုင်တဲကနေအ мян ဆုံးတက်လာပြီးစင်ကြီးစီကိုအပြေးသွားပြီးအော်ပြောလိုက်တယ်ဒီစင်ကြီးခင်များပါလို့တာလဲကျွန်တော်တို့အလုပ်ကိုဘာလို့ဖြစ်စီရတာလဲလို့ပြောပြီး စင်ကြီးကတော့အပြုံးမပြတ်ပဲခမိုက်မိုက်ပြန်ပြောလိုက်တယ်အေးလေမင်းတို့လိုတေးတေးလေးတွေကိုလက်မောင်းနဲ့ရေပက်ရတာပြောစရာကောင်းလို့မင်းတို့ကဗာတက်နိုင်မှာမို့လို့လေငါခြေထောက်အောက်မှာနင်းခြေပြစ်လိုက်ရင်မင်းတို့တမိသားစုလုံးပျောက်သွားမှာပဲစင်ကြီးရဲ့စကားကြောင့်ပရက်စိတ်လေးရဲ့စိတ်ထဲမှာအယံကိုနာကြီးသွားတဲ့အင်းအားကြီးတိုင်းအနိုင်ကျင့်နေတဲ့စင်ကြီးကိုတင်ကန်းစာပေးဖို့ဆုံးဖြတ်လိုက်တဲ့အပြောင်းလဲအတွက်အချိန်ယူရမယ်ဆိုပြီးအဲ့ဒီအချိန်ကိုရောက်လာပြီး ညဘက်ရောက်တော့အားလုံးအိပ်ပျော်နေတဲ့အချိန်မှာပရက်စိတ်လေးဟာဒိတ်တဆိတ်ထွက်လာပြီးအေယာမဆင်ကြီးကိုအိပ်နေတဲ့နေရာကိုတက်သွားတဲ့အေယာရဲ့နှာခေါင်းထဲကိုအသားလေးဝင်ရောက်သွားလိုက်ပြီးအတွင်းပိုင်းနူးညံ့တဲ့အသားတွေကိုအားရပါရကြိုက်ခဲတော့တာပဲနားလိုက်တာဘာလဲဘေကကောင်းလဲဆင်ကြီးအေယာဟာနာကျင်လုံးလို့အော်ဟစ်ပြီးတကူလုံးရိန်ထိုးနေတော့တဲ့နှာခေါင်းထဲမှာရှိတဲ့ပရက်စိတ်လေးကိုဘလို့မှထုတ်လို့မရဘူးနှာခေါင်းထဲကလေမုတ်ကြည့်တယ်ရေစုပ်ပြီးမှုတ်ထုတ်ကြည့်တယ်ဘာမှမတက်နိုင်ဘူး သူ့ရဲ့ခွန်အားကြီးတွေဟာဒီတိတ်ငယ်တဲ့နာကျင်မှုရှိမှဘာမှမတတ်နိုင်တော့ဘူး။နာကျင်လုံးလို့ငိုရိုနေတဲ့စင်ကြီးရဲ့အတန်ကိုပရက်စိတ်လေကြတော့၎င်းထဲနေအတန်ပြောလိုက်ပါတယ်။စင်ကြီးခင်မကျွန်တော်တို့ကိုအနိုင်ကျင့်တော့ကခန်းစားခဲ့ရတဲ့နာကျင်မှုမျိုးခင်မအခုခန်းစားရပြီလား။အရွယ်စားကြီးတိုင်းအနိုင်မကျင့်ရဘူးဆိုတာနားလဲပြီလား။ဤစင်ကြီးဟာမျက်ရည်တွေနဲ့အပြည့်ဝင်ခံပြီးပြောလိုက်တဲ့ပူရစိတ်လေးရဲ့တောင်းပန်ပါတယ်ကွာမင်းတို့ကိုတကယ်ပဲအထင်သေးမိတယ်ငါ့ကိုခွင့်လွတ်ပါထွက်လာပေးပါတော့။ ငါဒီနေ့ကစပြီးဘသူကိုမှထက်ပြီးအနိုင်ကျင့်တော့မှမဟုတ်ဘူးလို့ဂရီးပေးပါတယ်။ဤစင်ကြီးရဲ့စကားကြောင့်ပရက်စိတ်လေးတွေလည်းနှက်သွားပြီး၎င်းထဲကနေအตาလေးပြန်ထွက်လာလိုက်တဲ့အဲ့ဒီနေ့ကစပြီးစင်ကြီးဟာသူ့ရဲ့အင်အားကိုမမတက်တော့ပဲကျိုးနုံတဲ့စင်ကြီးဖြစ်လာတယ်။ တခြားတတဝါတွေကိုအနိုင်ကျင့်မဲ့အစားကူညီပေးတဲ့စင်ကြီးဖြစ်လာခဲ့တယ်ကိုခန္ဓာအင်အားကြီးခြင်းသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာသာမကအသိဉာဏ်ပညာစီလုံးခြင်းနဲ့တတိဆိုတာလေအင်အားတစ်ခုတင်းငယ်တဲ့အရာတွေမှာလည်းသူတို့ရဲ့ကိုယ်ပိုင်အစွမ်းတတိတွေရှိနေတတ်ပါတယ်မမနာကြီးခြင်းနဲ့အနိုင်ကျင့်ခြင်းဟာဘယ်တော့မှမကောင်းတဲ့အကျိုးဆက်ကိုသာပေးဆက်နိုင်လိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလန်ဒန်ရဲ့မြို့ကြီးတစ်မြို့ရှိပါတယ်။လန်ဒန်ရဲ့မြို့လယ်မှာနိုင်ယီစင်ကြီးရှိပါတယ်။နိုင်ယီစင်ကြီးဟာမြို့သူမြို့သားတွေရဲ့အထင်ကတော့ဒီနိုင်ယီစင်ကြီးကိုလှုပ်ထားတာက လန်ဒန်ရဲ့မြို့ကိုတရက်ပြီးတရက်ပုံမူကောင်းမွန်လာစေပါတယ်လို့ယုံကြည်ခဲ့ကြပါတယ်။အဲ့ဒီနိုင်စင်ကြီးရဲ့အောက်မှာတော့ကိုမြိုင်ဆိုတဲ့နိုင်ပြင်ဆရာဘိုးကြီးတယောက်နေထိုင်ပါတယ်။ကိုမြိုင်ဟာအရန်ကိုနိုင်တွေကိုမျက်နှိုးသူဖြစ်ပြီးသူ့ဘဝတစ်ခုလုံးကိုနိုင်စင်ကိုထိမ့်သိမ်းဖို့နဲ့အချိန်မှန်နေစေဖို့အတွက်ပေးဆက်ခဲ့ပါတယ်။ဒီနေ့တော့ညရောက်တဲ့အချိန်မှာမြို့ရဲကကောင်လေးတွေကနိုင်စင်အောက်ကိုရောက်လာကြပြီးအရက်တောက်အရှောက်ကကြပါတယ်။သူတို့ရဲ့ဆူညံတန်တွေကြောင့် ကိုမြိုင်ဟာအိမ်မပြောင်းနိုင်တော့ပဲနိုင်စင်ဘော်ကနေဆင်းလာပြီးသွားရပါတယ်ဒါပေမဲ့ကောင်လေးတွေဟာကိုမြိုင်ကိုစနောက်ယုံမကနိုင်စင်ကိုပါဖြစ်စီနိုင်ရွေရဲ့ချွေးရင်မှုကြောင့်ဒေါ်သက်ထွက်နေတဲ့ကိုမြိုင်ဟာကောင်လေးတယောက်ကိုတွန်းလိုက်မိပါတယ်မတော်တဆပြုတ်ကျပြီးတေဆုံးသွားခဲ့ပါတယ်အဲ့ဒီနေ့ကစားပြီးနိုင်စင်ကြီးဟာရက်တန့်သွားပါတယ်ညဘက်ရောက်တိုင်းနိုင်စင်အောက်ကနေလူတန်တွေကိုပြောတန်တွေကိုကြားလိုက်ရပါတယ်အဲ့ဒီအတန်ကပဲချိန်လဲလို့တိုးတိုးလေးမေးတန်တွေကြားရပါတယ်အဆက်ကတော့လူတွေကဂီယူမဆိုင်ကြပေမဲ့ မကြခင်မှာပဲနိုင်ရင်အောက်မှာအချိန်တွေတောင်းနေတဲ့ကိုမြန်ရဲ့ဝိညာဉ်ကိုမြင်လာရပါတယ်။သူဟာအမြဲတမ်းကိုရှိုက်နေပြီးလက်ထဲမှာကျိုးပဲ့နေတဲ့နိုင်ရီတလုံးကိုကန်ထားလေးရှိပါတယ်။ဒါအပြင်တခါတရံမှာညဘက်နောက်ကျတဲ့သူတွေကိုမင်းတို့လည်းအချိန်မရှိတော့ဘူးဆိုရဲ့အတန်နဲ့အတူနိုင်ရင်အောက်မှာကိုမြန်ရဲ့ပုံရိပ်ကိုမြင်ရလေးရှိပါတယ်။ဒီလိုမြင်ရတဲ့သူတွေဟာနောက်ရက်မကြခင်မှာပဲမတော်တဆမှုတွေနဲ့တည်ဆုံးကြရတယ်လို့လည်းလူတွေကတယောက်ပြီးတယောက်ပြောနေကြပါတယ်။ အဲ့ဒီအချိန်ကစားပြီးမြို့သူမြို့သားတွေဟာညဘက်မှာနိုင်စင်အောက်ကိုဖျက်ဖို့အရန်ကိုကြောက်လန့်နေကြပါတော့တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့နောက်မှာတစုံတယောက်ကလိုက်ပြီးဘယ်ချိန်လဲလို့မင်းနေတယ်လို့ခန်းစားနေရလို့ပါပဲ။အခုထိလဲနိုင်စင်ကြီးဟာရက်တက်နေစေဖြစ်ပြီးမြောက်တဲ့ခါတိုင်းကိုမြန်ရဲ့ဝိညာဉ်ဟာအချိန်တွေကိုလိုက်ရှာနေစေပဲလို့ဒဏ္ဍာရီတပွဲပြောနေကြဆဲပဲဖြစ်ပါတယ်။ဒီနိုင်စင်ကိုတဖြည်းဖြည်းပြောက်ွယ်သွားခဲ့ပါတော့တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစင်းလန်းတဲ့တောင်တန်းတွေနဲ့ဝိုင်းရံထားတဲ့ရွာလေးတွေရွာရှိပါတယ်။ အဲ့ဒီရွာရဲ့အစွန်ဘက်မှာတော့ဘယ်သူမှမနေရတဲ့တထက်တိုက်အူကြီးတစ်ခုရှိပါတယ်။အဲ့ဒီအိမ်ကြီးကိုဘယ်သူမှမဝင်ရဲကြပါဘူး။ဘာလို့လဲဆိုတော့ညာဖက်ရောက်တိုင်းအထဲကနေအမျိုးသမီးတစ်ယောက်ရဲ့ခြုံတာတဲ့ဒေသံကိုကြားရတယ်လို့ရွာသားတွေကပြောကြလို့ပါပဲ။အဲ့ဒီဒေသံဟာနားထောင်လို့ကောင်းပေမဲ့နားထောင်လေလေခြောက်ခြားလေလေဖြစ်လာတယ်လို့လည်းဆိုပါတယ်ဒီရွာလေးကိုအောင်ခိုင်ဆိုတဲ့လူငယ်လေးတစ်ယောက်ပြောင်းရွှေ့လာပါတယ်။သူဟာတတိရှိတဲ့အပြင်အဲ့ဒီဒေသံရဲ့နောက်ွယ်ကချိုးဝက်ချက်ကိုတည်ကျင်စိတ်ပြင်းပြနေသူပါ။တ냐မှာအောင်ခိုင်ဟာတထက်တိုက်အူကြီးစီကိုသွားပြီး အင်းရပြတင်းပေါက်ကနေချောင်းကြည့်လိုက်ပါတယ်အထဲမှာဘသူမှမရှိပေမဲ့ဒေးတန်ကပိုပြီးကျေလောင်လာသလို သူနဲ့ပိုနီးလာသလိုခံစားနေရပါတယ်အောင်ခိုင်တေချာနားထောင်လိုက်တဲ့အခါအဲ့ဒီဒေးတန်ဟာငါ့ကိုကူညီပါဆိုတဲ့တောင်းပန်တဲ့တွင်နဲ့ရောထွေးနေတာကိုတတိထားမိလိုက်ပါတယ်နောက်တနေ့ညမှာအောင်ခိုင်ဟာအဲ့ဒီအိမ်ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူအိမ်ထဲရောက်တာနဲ့ဒေးတန်ကရုတ်တရက်ရက်တန်သွားပါတယ်အိမ်ထဲကပစ္စည်းတွေဟာဖုံတွေမြေကြီးတွေနဲ့ဖုံးလွှမ်းနေပေမဲ့အင်းရဲ့အိမ်ခန်းထဲမှာချိတ်ဆွဲထားတဲ့ပန်းချီကားတစ်ချက်ကတော့ အစ်အတိုင်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပချီကားထဲမှာတော့လာပါတဲ့မျိုးသမီးတယောက်ကမျက်ရည်တွေနဲ့ငိုနေတာကိုရေးဆွဲထားပါတယ်။အောင်ခိုင်ဟာပချီကားကိုလက်နဲ့ထိလိုက်တဲ့အခါမှာတော့တအိမ်လုံးမှာရှိတဲ့မီးလုံးတွေကအလိုလျောက်လင်းလာပြီးအဲ့ဒီမျိုးသမီးကငန်းနာမဲကမေမျက်နိုးလိုသူ့စိတ်ထဲမှာထင်ဟက်လာတာကိုခံစားလိုက်ရပါတယ်။မေမျက်နိုးရဲ့ဇာတ်ကြောင်းကိုအောင်ခိုင်တစားစားတီးလာရပါတယ်။မေမျက်နိုးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီအိမ်မှာနေခဲ့တဲ့မျိုးသမီးတယောက်ဖြစ်ပါတယ်။သူမကိုချစ်သူကဖျားယောင်းပြီး ပစ္စည်းဥစ္စာတွေလူယူသွားယုံတာမကတပစ်လိုက်ပါတယ်။သူမရဲ့ဝိညာဉ်ဟာငင်းချမ်းစွာမထွက်ခွာနိုင်ပဲသူမချစ်သူကိုလက်စားချေဖို့အတွက်ဒီအိမ်ထဲမှာပဲပြိမိနေခဲ့တာပါ။သူမရဲ့ချိုတာတဲ့ဒေသန်ကတကယ်တော့သူမရဲ့ဝမ်းနည်းကြေကွဲမှုကိုဖော်ပြနေတာဖြစ်ပြီးသူမကိုကူညီနိုင်မဲ့သူကိုရှာဖွေနေတာဖြစ်ပါတယ်။မင်းမျက်နှိုးရဲ့ဆန္ဒကိုတီးပြီးနောက်မှာတော့အောင်ခိုင်ဟာမင်းမျက်နှိုးရဲ့ချစ်သူဟောင်းကိုရှာဖွေပါတော့တယ်။သူဟာအချိန်တော်ကြာလိုက်လံစုံစမ်းပြီးနောက်မှာတော့အသက်ကြီးနေပြီဖြစ်တဲ့အဲ့ဒီလူကိုတွေ့သွားပါတယ်။အောင်ခိုင်မင်းမျက်နှိုးကိုကူညီပြီးတဲ့နောက်မှာတော့ တထက်တိုက်အူကြီးတဲကဒေးတန်တွေဟာလုံးဝပျောက်ကွယ်သွားပါတော့တယ်။အောင်ခိုင်လဲအဲ့ဒီအိမ်ကြီးကိုပြင်ဆင်ပြီးနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့တခါတရံညဘက်ရောက်ရင်လင်းညင်းတန်နဲ့ရောရှက်နေတဲ့ခြိုသားတဲ့ဒေးတန်လေးတစ်ခုကိုအောင်ခိုင်တယောက်ပဲအိမ်ထဲကနေကြားရတတ်ပါတယ်။အဲ့ဒီဒေးတန်ဟာအရင်ကလို့ခြောက်ခြားစရာမကောင်းတော့ပဲပျော်ရှင်ချမ်းမြေ့နေတဲ့အတန်လူမျိုးကိုကြားရပြီးသူ့ကိုစောင့်ရှောက်ပေးနေတယ်လို့မျိုးခံစားရပါတော့တယ်။